မင်းကွန်းရဲ့အံ့ဖွယ်နှစ်ခုမန္တလေးအနီးအေယာဝရီမြကန်ပေကမင်းကွန်းဟာမြမသမိုင်းနဲ့ပြည်သူ့ကပညာရဲ့အထင်ကရနေရာတစ်ခုကြောင့်နာမည်ကျော်ပါတယ်မင်းကွန်းပထိုးတော်ကြီးဘိုးတော်ဖရာရဲ့မပြီးဆုံးတဲ့အိမ်မက်ဒီဖရာကြီးကိုဘိုးတော်ဖရာဗဒုံမင်းကကပ္ပအကြီးဆုံးဖရာဖြစ်အောင်တည်ဖို့ရည်ရွယ်ခဲ့တာပါအပိတက်ခဲ့ရင်ပေ9ရာလောက်မြန်မာမှာဖြစ်ပေမဲ့ဖရာပြီးရင်ဘရင်နဲ့ရွာဆံမဲဆိုတဲ့နာမည်ကြောင့်တိဆောက်မှုတွေရည်ဆိုင်ခဲ့ရပါတယ် အခုမြင်ရတဲ့ပေ160မြင်းနဲ့အုပ်ပုံကြီးဟာကမ္ဘာအကြီးဆုံးအုပ်အဆောက်အုံတွေထဲကတစ်ခုဖြစ်ပြီး1839ငလင်ကျောက်အကွဲကျောင်းကြီးတွေဖြစ်ပေါ်ခဲ့ပေမဲ့သူ့ရဲ့ခန္ဓာမှုကတော့အတိုင်းသားမြင်တွေ့နိုင်ပါသေးတယ်မြစ်ဖက်ချမ်းမှာရှိတဲ့ကြီးမားတဲ့ချင်းတိကြီးနှကောင်ရဲ့အပျက်စီးတွေကလည်းထင်ကြရပါပဲမင်းကုန်းမြတ်တိမ့်တန့်စီတီ မင်းကုံးပထိုးတော်ကြီးနဲ့မနီမဝေးမှာတည်ရှိတဲ့မင်းကုံးမြသိန်းတန်စီဒီကတော့ပြီးပြည့်စုံလာပါတဲ့ပြီးသူကလက်ရာတွေကြောင့်ထင်ရှားပါတဲ့ဒီစီဒီကိုပကံမင်းကသူ့ကျင်ရတော်မြသိန်းတန်အတွက်အမတ်တရအဖြစ်တည်ထားခဲ့တာပါ1816ခုနှစ်မှာတည်ဆောက်ခဲ့ပြီးစကြဝဠာသဘောတရားကိုအခြေခံကတည်ဆောက်ထားတာပါလိုင်းထက်ပုံစံအဆင့်9ဆင့်ကမြင့်မိုတောင်ပတ်လေကတောင်တန်းတွေကိုကိုးစားပြုပြီးအပေါ်ဆုံးခေါင်းအောင်ပုံကတော့မြင့်မိုတောင်ထိပ်ကိုရည်ညွှန်းပါတယ်ဒီစီဒီဟာတည့်ရက်လှပပြီးထူးခြားတဲ့ပုံစံကြောင့်ခီးတော့ အားတွေကိုဆွဲဆောင်နေသေးပါပဲမင်းကုန်းဟာမြမတမိုင်းရဲ့အကြီးကျယ်ဆုံးသောရီမန်းချက်တွေနဲ့လှပတဲ့ပြီးသူကလက်ရာတွေကိုကြပြိုင်နဲ့ထဲမြင်တွေ့နိုင်တဲ့ထူးခြားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားပွဲရနေရာဒေသများအကြောင်းကိုနောက်ထပ်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel လေးကိုလည်း like and subscribe ပြီးလုပ်ပေးထားဖို့မမေ့ပါနဲ့နော်